မြန်မာနိုင်ငံရဲ့နာမည်ကျော်မိချောင်းတိုင်းများရှိရာမိမလကျွန်းမှာမိချောင်းတွေတောင်းကျမ်းနေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy အနောက်နေပြီးတော့ခြေသေးပြန်လဲကြိုဆိုလိုက်ပါတယ် ဒီကနေ့မှာကျွန်တော်တို့တင်ဆက်ပေးသွားမှာကတော့နမေကျော်မိမလချုံကြီးအကြောင်းပဲဖြစ်ပါတယ်။ဒနာယီလာပုံပြင်တွေတဲကအမျိုးသားပြိုတူအပိုင်စားရထားတဲ့မိမလချုံဆိုတဲ့အမည်ခက်ဆန်းဆန်းတဲ့ဂျုံကိုကြားဘူးကြတိကြလိုက်မယ်လို့ထင်ပါတယ်။ဘာလို့များမိမလချုံလို့ခေါ်တာပါလဲ။မိမလချုံလို့ခေါ်ဆိုရတဲ့အကြောင်းပြချက်ကတော့ကျွန်းကြီးကိုလမ်းမျောကြည့်လိုက်မယ်ဆိုရင်ဒီရေတော်တွေကကန်းဆက်မှာမိမလလကြီးတွေတန်းစီပြီးတော့ရက်နေတဲ့အောင်ထင်ရလောက်အောင်လှပနေတာ ာကြောင့်ဖြစ်တယ်လို့ဆိုကြပါဗျ မိမလာကျုံရဲ့တီနီယာကတော့အေယာရီတိုင်းပိုကလေးမြို့နယ်မှာဖြစ်ပြီးပိုကလေးမြို့ဝနဲ့ကကြုံကနိမြို့ဝတို့အကြားရန်ကုန်မြို့မှာအနောက်တောင်ဘက်ခန့်မှန်းကီလိုမီတာ130အကွာမှာတည်ရှိပါတယ်။ပိုကလေးမြို့ဝနေဆိုရင်တောင်ဘက်19ကီလိုမီတာ12မိုင်အကွာမှာပဲဖြစ်ပါတယ်။ဒါအပြင်တောင်ရိုင်းဒရိဆန်ဘေးမဲ့ဒေါ်ကြီးတစ်ခုလည်းဖြစ်ပါသေးတယ်။ရာသီဥတုနေနယ်ကတော့မုတ်တုံရာသီဥတုဖြစ်ပြီးနှစ်စဉ်ပြန်မြမိုးရေချိန်2989မီလီ ီမီတာအထိရှိပါတယ်။မိုးရာသီကတော့နှင်းစဉ်မေလာကနေအောက်တိုဘာလအထိတာရှည်လေးရှိပါတယ်။မိမလာကျွန်းတတော်ကျွိုင်းက ီရီတော်အမျိုးအစားဖြစ်ပြီး52.09 area စထူရဲမိုင်ကျဲဝဲမှာတယ်1986ခုနှစ်မှစတင်ကဂျိုးဝိုင်းသက်တော်အဖြစ်သတ်မှတ်ခဲ့ပြီးဒီရီရောက်သက်တော်ဒေတာတွေမှာသာပေါရောက်ရှင်တန်နိုင်တဲ့ view view ခြေတော့လမှုလမဲ့ကနဆိုမဒမစားတဲ့အပင်တွေအများဆုံးပေါရောက်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဧကအနေငယ်သာကျန်ရှိနေတော့တဲ့ဒီရီတော်တွေထဲမှာတော့မိမလကျုံကအကြီးဆုံးပါပဲ မြန်မာနိုင်ငံမှာရှိတဲ့ဒီရီတော်တော်တော်များကဇက်တိုက်ပြုံးတိနေကြပြီးတော့မြန်မာနိုင်ငံထဲမှာပဲတနည်းကို9ရာခိုင်နှုန်းလောက်ပြုံးတိလျက်ရှိကြောင်းသိရပါတယ်။ဒီရီတော်အများစုက2008ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့နာခေတ်မုန်တိုင်းအပြီးမှာအများဆုံးဆုံးရှုံးခဲ့ရပါတယ်။ဒီရီတော်တွေကအများကြီးအကာအကွယ်ပေးခဲ့တဲ့အတွက်ဒီရီတော်ရှိတဲ့ဒေသတွေကမရှိတဲ့ဒေသတွေထက်အထူးအပြောင်းအလွန်နေခဲ့ပါတယ်။ ဒီရတော်သစ်ပင်အမျိုးစားပေါင်း29မျိုးခန့်ပေါင်းရောင်းလျက်ရှိပြီးရှိပြီးသားသစ်တော်ကို ထိမ့်သိမ်းတာအပြင်ဒီရတော်အပင်တွေကိုလည်းထတ်တိုးစိုက်ပျိုးပြီးသစ်တော်ပြည်လည်ထူထောင်ခြင်းတွေကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။ဗိမဲ့တော်အတွင်းမှာတော့တရေဖြန်လိတ်ဒေါ်ဝက်ဒေါ်ခွေမိချောင်းနေအပါဝင်ဒရိစံအမျိုးပေါင်းများစွာကိုဗိမဲ့ဆောင်လျှောက်ထားပါတယ်။ထူကြားချက်ကတော့ရှားပါငှက်မျိုးစိတ်တွေအပါဝင်ငှက်မျိုးစိတ်ပေါင်း34မျိုးခန့်ရှိတဲ့အတွက် ညက်တီကိုစိတ်ဝင်စားတဲ့ဝါသနာရှင်တွေအတွက်အလွန်ကိုမသဘောကျခြင်းစီဟာနေရာတစ်ခုလည်းဖြစ်ပါသေးတယ်။တခါတရံမှာတော့ရေဝဲနဲ့အေယာဝရီလင်းပိုင်းတွေလည်းလာရောက်ချက်စားလေးရှိတာကိုတွေ့ရတတ်ပါတယ်။ကျွန်းပေါ်မှာရှိတဲ့ထုံရိုင်းတရိဆန်နဲ့မိချောင်းနေသားမကကျွန်းပေါ်နဲ့ကျွန်းနီသမတ်အေရီယာအတွင်းမှာရှိတဲ့ငါးပစုံဖန်းစီကွင်မွေးမြူကွင်အားလုံးကိုလည်းဥပဒေအရကြားမြစ်ထားပါတယ်ဒီကနေ့စစ်တေတို့ထော့မဂဇင်းကနေပြီးတော့ပြောပြပေးသွားမယ်အဓိကအကြောင်းအရာကတော့ မိမလကျွန်းရဲ့တဘာဝဘေးမဲ့အတော်ကြီးတွေကမှကျောင်းစီယာတရဝါကြီးတအုပ်အကြောင်းပဲဖြစ်ပါတယ်။ဒီတရဝါကြီးတွေအုပ်စုကဘာများဖြစ်မလဲ။လူအသားရဲ့အရာတာက ဘလောက်တောင်မှအရသာရှိနေတယ်လဲဆိုတာကိုသိနေတဲ့အသားစားမိချောင်းကြီးတွေဖြစ်ပါတယ်။မြမပလဲနဲ့ငါးလုပ်ငန်းဌာနရဲ့တတော်ရေးရာဦးစီးဌာနတို့ပူးပေါင်းပြီးတဘာဝမိချောင်းဝင်းမြူထိန်သိမ်းရေးကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။မိမလာကျုံကြီးထဲမှာတော့တာကေတာမိချောင်းဝင်းမြူရေးစခန်းမှမိချောင်းသားပေါက်တွေကိုတဘာဝအတိုင်းဝင်းမြူပြီးထိန်သိမ်းဆောင်ရှောက်ထားပါတယ်။မိမလာကျုံကိုအမိပြုပြီးမိချောင်းကောင်ရေ2600ခန်းလောက်နေထိုင်နေတယ်လို့ခန့်မှန်းထားပြီးအေယာဝီမြို့ကကျောပေါ်ဒေ သအတွင်းမှာနေထိုင်ချက်ဆောင်နေကြတဲ့မိချောင်းအားလုံးရဲ့၃ပုံ၂ပုံကမိမလာကျွန်းမှာရှိတဲ့မိချောင်းတွေပဲဖြစ်ပါတယ်။မိချောင်းတွေကိုစောင့်ကြည့်ထိန်းသိမ်းဖို့ရအတွက်အခြေခံစကန်ကိုထော်ပိုင်ချောင်းမှာထားရှိထားပြီးကျွန်းပပက်လယ်မှာလည်းကင်းစကန်၉ခုကစောင့်ကြည့်လျက်ရှိပါတယ်။ ညာဘက်တွေမှာဆိုရင်မိမလချောင်းကြီးထဲမှာဆိုရင်တော့အနီရောင်မျက်လုံးနဲ့တစ်တုံးကြီးတစ်ခုမျောနေတာကိုမြင်ရပြီဆိုရင်တော့တကယ်တစ်တုံးအစစ်လို့တော့မထင်လိုက်ပါနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လူသားစားမိချောင်းတွေပါချောင်းထဲမှာကတော့စုညံတန်ဘာတစ်ခုမှကိုကြားရခြင်းမရှိဘဲတိတ်ဆိတ်နေတတ်ပါတယ်မိချောင်းတွေကအလေအကြီးကြီးတွေကိုတော့တိုက်ခိုက်ခြင်းမပြုဘဲငါးဖန်းလေးငယ်လေးတွေကိုဆိုရင်တော့ ။လှေငယ်နဲ့တံတန်းနဲ့ရှင်လျှောက်လိုက်လာပြီးတော့သူတို့ရဲ့အားကောင်းလာတဲ့ကိုရံနဲ့အမီတို့ကိုအသုံးပြုပြီးလှေကိုမှောက်အောင်တိုက်ခိုက်ကြပါရယ်။တဘာဝရဲမှာပဲတဘာဝဆန်စာ ကြီးပြင်းလာတဲ့ကောင်းနေမို့ရှင်ဘာမနေပဲလူတွေကိုလည်းအန်ဒီရဲ့ပေးဖို့ပါတွန်းဆုံမနေတတ်ကြပါဘူး။မြမပြည်မှာမိချောင်းလေးမျိုးရှိခဲ့ဘူးတယ်လို့မိချောင်းသူတေသနာပညာရှင်တွေရဲ့အဆိုအရသိရှိခဲ့ရပါတယ်။ Crocodylus plastras, Crocodylus prorosus, Gorobilus Dante Des နဲ့ Crocodiles Simulsex ဆိုပြီးတော့၄မျိုးဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာတော့ရေငန်မီချောင်းလို့ခေါ်တဲ့ Crocodiles Prosex မီချောင်းတစ်မျိုးတည်းသာရှိတော့တာဖြစ်ပါတယ်။ဒီ Crocodiles Prosex မျိုးစိတ်တွေကရန်အမှုတက်ဆုံးဒေါသအကြီးတက်ဆုံးမျိုးစိတ်တွေဖြစ်ကြပြီးတော့မိချောင်းတရေဈေးကွက်မှာလည်းဈေးကောင်းအရာဆုံးမိချောင်းတွေပဲဖြစ်ပါတယ်။ဒီအကောင်တွေကိုထနင်းသာရီတိုင်းနဲ့အေရီတိုင်းမိမလကျွန်းတို့မှာ အများဆုံးတွေ့ရကြပါတယ်။ မြန်မာလူမျိုးတွေအထူးသဖြင့်နှကိုးခွေသူတွေနဲ့အရာရီတိုင်းတနင်္သာရီတိုင်းဘက်မှာနေထိုင်ကြသူအများစုကမိချောင်းနဲ့ပတ်သက်ပြီးယုံကြည်ကြတဲ့ရှေးယူဆတချို့လည်းရှိပါတယ်။ဒါကတော့မိချောင်းတွေဟာနှက်တီနဲ့ဆက်ဆက်နေရလို့ယုံကြည်ကြပြီးမိချောင်းတွေကိုထိန်းချုပ်တဲ့ ဦးရှင်ကြီးအမည်ရတဲ့နှက်ကို ARR တိုင်းမှာသာမကမြန်မာတိုင်းနိုင်ငံလုံးကလူတချို့ကလည်းယုံကြည်ကိုးကွယ်လေးရှိကြပါတယ်။ဦးရှင်ကြီးနှက်ကို အဖိုးလိုတရုတ်တေခေါ်ဆိုလေးရှိကြပြီးတော့အဖိုးကမိမလာကျုံးမှာနေထိုင်တယ်လို့လူတတော်များကယုံကြည်ကြပါတယ်။ဟိုရင်နှစ်ပေါင်းများစွာတုန်းကဆိုမိမလာကျုံကကပလီပင်လေပြင်နဲ့ထိဆက်နေပြီးလူသူအယောက်ပေါက်နေကပင်လေဝါမှာတီချောင်းဖြစ်တည်နေတဲ့တားရဲမိချောင်းအန်တီယရီနဲ့ပြည့်နေတဲ့ကျုံတကျုံသာဖြစ်ပါရဲ့ ဦးလီဝင်းရဲ့စစ်စိုးရခေအရောက်မှာတော့ပြည်သူပလဲနဲ့ငါလုပ်ငန်းကော်ပိုရေးရှင်းဟာမိเจ้าတွေကိုဖန်ဆီးတာတရားဝင်ရောင်းဝယ်ဖောက်ကားရင်းနဲ့အမျက်ထုတ်ခဲ့ကြပါတယ်။မိเจ้าတွေကိုအသက်ရှင်လျက်အကောင်လိုက်တွေလည်းရောင်းတယ်လို့တရေထုတ်ပြီးသားမိเจ้าတရေတွေကိုလည်းနိုင်ငံသားကိုရောင်းချခဲ့ပါတယ်။ဒီလိုလိုရက်တွေစတင်လှုပ်လာတာနဲ့အမျှမိเจ้าစည်းကွက်နဲ့အတူတပြိုင်တည်းပေါ်ပေါက်လာတာကတော့မိเจ้าမောင်ခိုးရောင်းဝယ်ရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ တရားမဝင်မောင်ခုံမိချောင်းကဖန်သမားတွေစီကနေမိချောင်းအရှင်တွေကိုအစိုးရကဖမ်းဆီးမိခဲ့ပြီးရန်ကုန်မြို့မှာရှိတဲ့ဂုံတွေရုံထဲမှာထိန်းသိမ်းခဲ့ပါတယ်1989ခုနှစ်မှာတော့ဦးနေဝင်းကကမ်ဘောဒီးယားနိုင်ငံကိုသွားရောက်ခဲ့ပြီးဒီခီးစင်ကမြန်မာပြည်ကမိချောင်းတွေအတွက်အပြောင်းလဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဒီခီးစင်အပြန်လမ်းမှာကမ်ဘောဒီးယားအနာရှင်ဖိုဖောကဦးနေဝင်းထံမိချောင်း၃ခုကိုအိမ်အပြန်လက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ် ်ဦးနေဝင်းကဒီမီချောင်းနေနဲ့ပတ်သက်ပြီးတော်တော်လေးကိုအလေးနဲ့ထားပြီးမျက်နှာခဲ့ပါတယ်။1998ခုနှစ်မှာတော့ဦးနေဝင်းကတာကေတာမျိုးနဲ့အတွဲမှာမိချောင်းဝင်းမြူရေးစခန်းတစ်ခုကိုစတင်တည်ဆောက်ခဲ့ပြီးပူပေါ်ရဲ့အိမ်အပြန်လက်ဆောင်တွေကိုဂရုတစိုက်ဝင်းမြူခဲ့ပါတယ်။ဒါပေမဲ့မောင်ခိုသမားရိစီကဖမ်းမိထားတဲ့ မြမအရှင်ငံမိချောင်းနေနဲ့ရောပြီးမွေးမိတာမို့ပိုပေါ်ရဲ့အိမ်အပြန်လက်ဆောင်ဦးနေဝင်းတမျက်တနိုးမွေးထားတဲ့မိချောင်းတွေကရေငံမိချောင်းတွေရဲ့အကြက်ခံခဲ့ရပြီးကန်ဆိုးစွာနဲ့တည်သွန်းခဲ့ကြရပါတယ်။ဒီအကြောင်းကိုတိတိကျကျမှဦးနေဝင်းတယောက်အကြီးကျယ်စိတ်ဆိုးပြီးမွေးမြူရေးစခန်းရဲ့ဝန်ထမ်းတချို့ကိုလည်း short ချပစ်ခဲ့တယ်လို့သိရပါတယ်။တာဂေတာမိချောင်းမွေးမြူရေးစခန်းကိုတော့1998ခုနှစ်ကနေစတင်ပြီးဒီကနေ့အချိန်အထိအများပြည်သူတွေကိုလာရောက်ကြည့်ရှုခွင့်ပေးထားပါတယ်။ 1960လောက်ကတည်းကပြည်သူ့ပလဲနဲ့ငေါ Corporation ကအစမပြတ်ဖမ်းပြီးရောင်းစားနေခဲ့တာကြောင့်မိချောင်းကောင်ရီတော်တော်များကမြမပင်လေပြင်မှာတော်တော်ရော့ကျလာခဲ့ပါတယ်။ခုနကပြပြခဲ့တဲ့မိချောင်းမျိုးစိတ်၄မျိုးထဲက၃မျိုးဟာဆိုရင်တော့လုံဝကိုမျိုးသုံးပြောက်ွယ်သွားခဲ့ရပြီးတော့မိချောင်းပေါ်လွန်ပါတယ်ဆိုတဲ့ပိုကလေးမျိုးနယ်မှာရှိတဲ့တဝိုက်ပင်လေပြင်မှာတောင်ရေငန်မိချောင်းရေအတွက်ကအနေငယ်သာကြံခဲ့တော့တယ်လို့ဝန်ထမ်းအရာရှိဟောင်းတအူးရဲ့ပြောပြချက်အရသိရပါတယ်။ ဒီလိုအချိန်မှာပဲဦးနေဝင်းအစိုးရကသူ့ရဲ့အမျက်တော်ရှာခံထားတဲ့ပို့ပေါ်ရဲ့အိမ်ပြန်လည်ဆောင်မိချောင်း၃កောင်ကိုကိုက်တက်ခဲ့တဲ့မောင်ခိုမိချောင်းနေတဲ့အတူပြည်တန်သည့်ဝန်ထမ်းတချို့ကိုမိမလာကျွန်းစီကိုရွှေ့ပြောင်းပို့ဆောင်လိုက်ပြီးမိချောင်းកောင်ရေးပြန်လည်များပြားလာဖို့ရာအတွက်ထိန်းသိမ်းရေးစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ဖို့ရာညွှန်ကြားခဲ့ပါတယ်။ဒေချာတွေးကြည့်ရင်တော့ ပိုပေါ်ရဲ့လက်ဆောင်တွေကိုကိုက်တက်ခဲ့တဲ့မိကြောင်းတွေနဲ့ဝန်ထမ်းတချို့ကိုမျိုးနဲ့ဝေးကွာပြီးလူသူအယောက်ပေါက်ကင်းတဲ့အန်ဒီယရီပက်လေဝိုင်းနေတဲ့မိမလာကျွန်းစီကိုနယ်နင်တန်ပေးလိုက်တယ်လို့မျိုးပါပဲ။အခုလိုလူတွေရဲ့ဒုက္ခပေးမှုကြောင့်မျိုးတုံးမှုတွေနဲ့ရင်ဆိုင်နေရတဲ့မိချောင်းတွေရှိသလိုမိချောင်းတွေရဲ့အန်ဒီယေပေးရှန်ပြူမှုတွေကြောင့်အသက်ပေးအန်ဒီယေနဲ့ရင်ဆိုင်နေရတဲ့ရွာသူရွာသားတွေလည်းရှိလို့နေပါတယ်။1994ခုနှစ်အရောက်မှာတော့နာဝတာအစိုးရက Wildlife Law 1994ကိုပြဋ္ဌာန်းခဲ့ပြီးတော့မိချောင်းလေးကကာကွယ်ထိန်းသိမ်းကြရမယ့်တရိษံအဖြစ်သတ်မှတ်ကမိချောင်းရောင်းဝယ်ရေးစည်းကွက်ကိုတားမြစ်ခဲ့ပါတယ်။ ဧက3000ကျော်လောက်ထိကျယ်ဝင်တဲ့မိမလကျွန်းကိုလည်းတဘောဝထိန်သိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ်သတ်မှတ်လိုက်ပြီးအပြင်လူတွေမှန်သမျှလုံးဝဝင်ခွင့်မပြုတဲ့နယ်မြေအဖြစ်သတ်မှတ်လိုက်ပါတယ်ဒီလိုနဲ့ပဲရှားနေချီထိန်သိမ်းမွေးမြူထားပြီးတဲ့နောက်ရောင်းလို့မရတော့တာမို့မိချောင်းအကောင်ကြီးဟာတဖြည်းဖြည်းတိုးပွားလာခဲ့ပြီးမိမလကျွန်းကိုစိတ်ကြိုက်စတင်ချဲ့လေပါတော့တယ် ဆယ်စုနှစ်တစ်ခုစာအတော်တွင်းမှာအကောင်ရည်တိတိတသာဒုလာခဲ့တဲ့မိချောင်းတွေက2008ခုနှစ်နောက်ပိုင်းကစကပြဿနာတဖြည်းဖြည်းရှိလာခဲ့ပါတယ်။နာကိအပီးမှာတော့နေထိုင်ဖို့ရာနဲ့မြေချဲ့လာခဲ့ရတဲ့အိုးမဲအိမ်မဲရွာသားတွေကသူတို့ရဲ့ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ဘဝတွေကိုအသက်ပြန်လည်စတင်ဖို့အတွက်ငါးဖမ်းလုပ်ငန်းတွေကိုလုပ်ကင်ဖို့ရာအသားငါးပေါများတဲ့မိမလကျွန်းတဲ့အနီးတစ်ဝိုက်စီကိုရောက်ရှိလာခဲ့ကြပါတယ်။ 2018ခုနှစ်ကကောက်ယူခဲ့တဲ့စည်ရင်းအရမိမလာကျော်မှာမိเจ้าအကောင်ကြီးက200ကျော်တိရှိတယ်လို့ခန့်မှန်းရပြီးအတိအကျတော့မသိရပါဘူးတဲ့အကောင်ကြီးရာကနန်းတိရှိတဲ့မိเจ้าတွေစက်စားရာမိမလာကျော် area နဲ့အနေငယ်များစွာဝေးတဲ့ရေပြင်မှာငါးဖမ်းလုပ်ငန်းကိုလုပ်ကိုင်နေကြတဲ့အရွာပေါင်း41ရွာရှိလို့နေပါတယ်ဒီရွာတွေကတော့မိမလာကျော်ရဲ့ကန့်သက်ထားတဲ့တဘာဝထိန်သိမ်းရေး area 3000ကျော်ထဲမှာမပါဝင်ပါဘူးဒါပေမဲ့ကျွန်းကနေမိနစ်30ဝန်းကျင်လောက်သွားရင် ောင်းနိုင်တဲ့ရွာတွေဖြစ်ပါတယ်။ဒီရွာတွေကတော့မိချောင်းအတရေကိုအများဆုံးခံစားရတဲ့ရွာတွေပါပဲ။မိချောင်းကိုင်းလို့မိချောင်းဆွဲခံရလို့ဆိုရက်ခေါင်းစဉ်အောက်မှာအမျိုးမျိုးနဲ့အသက်ဆုံးရှုံးရတဲ့ရွာသူရွာသားတွေလည်းရှိကြပါတယ်။မိချောင်းအတရေရှိသည်ရေထဲမစင်းရဆိုရက်ဆိုင်းပုတ်စိုက်ထားတဲ့ဆိုအောင်တော့ဒီရေထဲဆင်းပြီးတော့ငါးဖန်းပိုက်ချမှဝမ်းစာဖြည့်လို့ရမယ့်မိသားစုဝင်တွေအတွက်ကြတော့တကယ်ကိုအဆင်မပြေလာပါဘူး။ မစင်းရလို့တတိပေးထားတဲ့ရေပြင်းနဲ့ဆင်းရင်အန္တရာယ်ရှိမယ်ဆိုတာသိသိရနဲ့မိသားစုစာဝတ်နေရေးအထွတ်မှုအသက်အန္တရာယ်ကိုဘေးချိတ်ကအရေးစွန့်နေကြရပါတယ်ဒီလိုအရေးစွန့်ရင်အမှန်တကယ်ကိုရေပြင်းမိချောင်းနေတဲ့ထိတ်တိုက်တွေက၎င်းတို့ရဲ့ဝါးမြူခြင်းကိုခံခဲ့ရပြီးလောကကြီးကနေထွက်ခွာခဲ့ရတဲ့သူတွေအတိုက်အမြုံလေးဖြစ်စည်းသွားရပြီးတော့အားကိုးစရာလက်တစ်ဖက်မဲ့သွားခဲ့ရတဲ့မိသားစုတွေလည်းရှိသလိုမိချောင်းနေတဲ့ထိတ်တိုက်တွေချိန်ပြန်လည်ခုခံရင်းနဲ့အသက်လူပြေးပြီးတော့ ။တင်မဲမိချောင်းနှခမ်းဝါကနေတီတီလေးလုခဲ့ရတဲ့သူတွေလည်းရှိပါတယ်။မိချောင်းတွေကိုအန္တရာယ်မပြုရ ထောင်တန်ပဲနဲ့နဲ့ဆိုတဲ့ဖြစ်တဲ့နေကြောင့်လဲရွာသူရွာသားတွေကမိချောင်းကိုပဲကြောက်ရမလို့လို့အပြစ်တံကိုပဲကြောက်ရမလို့လို့နဲ့နှစ်ခုစလုံးကိုထိလန့်နေကြရပါတယ်။ကိုဘက်ကဘလို့အန်တီရဲမှမပြုတ်ရင်တောင်မှဒီသားရဲမိစားကြီးတွေဘက်ကစတင်တိုက်ခိုက်ရမ်းမှုလာတာကတော့မခုခံလို့မရတော့ပါဘူး။ဘောကဝရီရွာမှာမိချောင်းအကိုက်ခံရပြီးအသက်ဆုံးရှုံးသွားခဲ့ရတဲ့အသက်73နှစ်အရွယ်မိန်းကလေးတဦးကိုလည်းနိုင်ငံတော်ဘက်ကငွေကျပ်3သိန်းထောက်ပံ့ခဲ့ရလို့သိရပါတယ်။ရွာသူရွာသားနဲ့နေနာသူမိ 当时，因为楼子里该做啥？<noise> ငွေသားထောက်ပံ့မှုတွေမဟုတ်ပါဘူး။တတိပေးဆိုင်ပုတ်တွေမဟုတ်ခဲ့ပါဘူး။သူတို့တကယ်လိုချင်နေကြတာတားရဲမိချောင်းတွေအန်တရယ်ကနေဝေးဖို့လုံခြုံဖို့နဲ့မိချောင်းတွေရဲ့ရန်ကနေကာကွယ်ပေးချဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်တောင်ဝင်းရှိလူကြီးမင်းတွေကအောက်ခြေရွာတွေအထိကွင်းဆင်းပြီးတော့ရွာသူရွာသားတွေရဲ့ဒုက္ခတွေကိုစစ်ဆေးကြည့်ရှုဖို့ရာအင်မတန်ကိုမှလိုအပ်နေပြီပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါ Azul Shein.